ကျွန်တော်ဒီနေ့မိတ်ဆွေတွေကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook account မှာကိုတင်တဲ့ post တွေရဲ့အောက်မှာပေါ့နော် comment တွေကိုနဲ့မသိတဲ့သူတွေနောက်ကိုနဲ့ friend မဟုတ်တဲ့သူတွေကကိုယ့်ရဲ့ post အောက်မှာလာပြီးတော့ comment ရေးတာမျိုးတွေကိုမကြိုက်ဘူးမနှစ်သက်ဘူးပေါ့နော်မရေးသေးခြင်းဘူးဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ comment တွေကိုကိုနဲ့မသိတဲ့သူတွေ friend မဟုတ်တဲ့သူတွေလာရေးတဲ့ comment တွေကိုရေးလို့မရအောင်ပိတ်ထားလို့ရတဲ့နည်းလေးကိုဒီနေ့မျှဝေမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကြော်မသွားကြဘဲနဲ့အစအနေဆုံးထိလက်ကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ။ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ပေလေးကို like follow နဲ့ share ဖက်လုပ်ပြီးတော့ share ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါအောင်လည်းမေတ္တာရက်ခံချင်ပါတယ်။ကျွန်တော်အုံဆုံးအနေနဲ့မိတ်ဆွေတို့က Facebook account နဲ့ကိုသွားရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ Facebook ထွက်ရောက်လာတဲ့အခါကျရင်တော့မိတ်ဆွေတို့အနေနဲ့အခုပထမဦးဆုံးဘာလုပ်ရမှာလဲဆိုရင်တော့ကျွန်တော်တို့ဟာဒီညာဘက်တောင်းမှာရှိတဲ့ညာဘက်တောင်းရဲ့အပေါ်ဆုံးမှာရှိတဲ့ဒါမင်းနူးပါရင်းလေး၃ခုနဲ့ profile ပုံလေးပေါ်နေတဲ့နေရာလေးပေါ့နော်။အဲဒီနေရာလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါ။ ဝင်မိွားတဲ့ခါကျရင်တော့မိတ်ဆွေတို့အနေနဲ့ဘယ်လိုပုံစံတွေ့ရမှာလဲဆိုရင်တော့ဒီလိုမျိုးကျွန်တော်ပေါ်နေတဲ့ခါကျရင်ဒီမှာကျွန်တော်တို့ကပုံမှန်တိုင်းဆိုရင်တော့အဲဒီလိုမျိုးလေးပေါ်နေမယ်နော်ဒီလိုပုံစံပေါ်နေမယ်ဒါကိုကျွန်တော်တို့ကဒီက setting and privacy ဆိုတဲ့နေရာလေးကိုသွားပြီးတော့တစ်ချက်ဒီညားလေးကိုဒီနေရာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးတဲ့ခါကျရင်တော့လက်ရှိ setting and privacy ရဲ့ပုံစံလေးဒီလိုမှပေါ်လာပြီပေါ်တဲ့ခါကျရင်အဲဒီမှာလူပုံစံလေးနဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်လာဝင်ပေးလိုက်ပါဗျာ အဲ့နေရာလေးတွေအဲ့စာတန်းလေးတွေချက်တော့နှိပ်ပြီးဝင်ပေးလိုက်ပါဝင်ပြီးွားတဲ့အခါကျရင်ခဏလေးစောင့်ပေးလိုက်ပါအဲဒါဆိုရင် setting and privacy ရဲ့နေရာလေးကိုရောက်သွားပြီရောက်သွားတဲ့အခါကျရင်တော့မိတ်ဆွေအနေနဲ့ကအပေါ်ကိုဖြည်းဖြည်းချင်းဆွဲတင်ပေးရမှာဖြစ်ပါတယ်စာလေးကိုပေါ့နော်စာကြောင်းလေးတွေဖြည်းဖြည်းချင်းဆွဲတင်ပေးလိုက်ပါဆွဲတင်ပြီးတဲ့အခါကျရင်တော့မိတ်ဆွေအနေနဲ့ဟာဒီမှာစာကြောင်းတွေတဲ့ကကျွန်တော်ပြပေးတဲ့နေရာလေးကဒီမှာ follower and public content ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီစာကြောင်းလေးရှိတယ်အဲ့ဒီစာကြောင်းလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဗျာ ပြီးရင်ခဏလေးစောင့်မေးလိုက်စောင့်မေးပြီးတဲ့အခါကျရင်မှဒီလိုမျိုး follower and public content ဆိုတဲ့စာကြောင်းလေးရဲ့အထင်အတွင်းမှရောက်သွားပြီးရောက်သွားတဲ့အခါကျရင်ပေါ်ဖိချင်းဆွဲတင်လိုက်ပါဗျ public post comment ဆိုတဲ့နေရာလေးပေါ့နော် public post comment ဆိုတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒီစာကြောင်းလေးကိုဒါဒီနေရာလေးပေါ့နော်အဲ့ကောင်လေးရဲ့ဒီအောက်မှာရှိနေတယ်ကျွန်တော်တို့ဒီနေရာမှာဆိုကျွန်တော်တို့ကကျွန်တော်တို့တင်တဲ့ post တွေကို comment ဝင်ရေးဖို့တော့ကဘယ်သူပဲရေးရေးလို့ရတဲ့နေထားမျိုးကျွန်တော်ကခွင့်ပြုထားတာပဲဖြစ်ပါတယ်ဗျအဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီမှာဘယ်လိုပေါ်နေလဲဆိုရင် ပေါ်နေတဲ့ပုံစံလေးကတော့ တို့ကအပြာရောင်အဆက်ကလေးဖြစ်နေရပါတော့အဲ့တော့မိတ်ဆွေတို့နဲ့ဒါမိတ်ဆွေတို့တင်တဲ့ post ကိုဘယ်သူပဲ comment ဝင်ရေးရေးကောင်းတာပဲရေးမကောင်းတာပဲရေးကြိုက်တာရေးရေးလို့ရအောင်ကျွန်တော်တို့ကထားတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့နဲ့တကယ်လို့အဲ့လိုမျိုးမှမရေးစေချင်ဘူးကိုယ့်ရဲ့ comment မှာကိုယ့်ရဲ့ post မှာကိုယ်နဲ့မတည်တဲ့လူ friend ဖြစ်တဲ့လူတွေဒါရေးတာမျိုးမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကပြောင်းလို့ရတယ်အဲ့ဒါနောက်တစ်ခါကျွန်တော်တို့ဘယ်နေရာကိုပြောင်းချင်လဲဆိုတာကျွန်တော်တို့တသက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ Facebook account မှာကိုယ့်နဲ့ friend ဖြစ်တဲ့လူတွေကရေးတာကိုပဲ ရေးစီခြင်းတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်ကအဲ့လိုမျိုးပဲရေးမယ်ဆိုရင်တော့ကျွန်တော်ဒီနေရာလေးပေါ့နော် front of front ဆိုတဲ့နေရာလေးရှိတယ်အဲ့အဲ့နေရာလေးကိုပြန်အောင်ဆက်ကလစ်ထားလိုက်ပြီးရင်လည်းဒါဆိုရင်ရတယ်အဲ့ဒါကြတော့ဘာလဲဆိုတော့ကျွန်တော်တို့နည်း front of front ဆိုတာကတော့ကျွန်တော်တို့မှာကျွန်တော်တို့နေ Facebook မှာ front ဖြစ်နေတဲ့သူကမှာတစ်ဆင့်သူ့ရဲ့ front ကအဲသူနဲ့လည်း front ဖြစ်တဲ့သူမျိုးအဲ့လိုလူမျိုးကမှာတစ်ဆင့်ကျွန်တော်တို့ comment မှာလာရေးလို့ရတာမျိုးပေါ့နော်အဲအဲ့ဒါကျွန်တော်တို့ရဲ့ post မှာ comment လာရေးလို့ရတာမျိုးအဲ့ဒါမှမဟုတ်ဘဲနဲ့ ကိုရဲ့ friend ကိုနဲ့ friend ဖြစ်တဲ့သူတီးတန်မယ်ကျွန်တော်ကရေးစီခြင်းနဲ့ကိုတငယ်ချင်းရဲ့တငယ်ချင်းရမှာတဆင်လာရေးတာမျိုးလည်းမကြိုက်ဘူးအဲအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ဟိုအောက်ဆုံးမှာရှိတယ်ကျွန်တော်တို့ friend only ပေါ့နော်ပြောချင်တဲ့သဘောကတော့အဲ friend ဆိုတဲ့နေရာလေးကိုပဲကျွန်တော်ရေးဒါဒီနေရာလေးကိုချွေးပေးလိုက်ပါအဲအဲ့နေရာလေးကိုကျွန်တော်တို့အပြရအောင်ဆက်ကလေးမှန်ကျင်လေးဖြစ်သွားအောင်နှိပ်ပေးလိုက်ပါဗျ okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒါ friend only ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့တင်တဲ့ post ချိန်မှာအဲအောက်မှာ comment ဝင်ရင်ကျွန်တော်တို့ ਨੇ friend ဖြစ်တဲ့သူတွေပဲကျွန်တော်ရေးလို့ရမယ် ျွန်တော်တို့နဲ့လုံးဝမသိတဲ့သူမျိုးဘယ်သူမှလာပြီးတော့ကျွန်တော်တို့ comment ဟိုပို့အောင်မှာ comment လာရေးလို့ရမှာဟုတ်တော့ပါဘူး။ Okay အဲ့ဒါဆိုရင်တော့ဒါကျွန်တော်ဒီနေ့လုတ်ပြခဲ့ပြီလားတော့ကိုယ့်ရဲ့ post မှာကိုယ်တင်တဲ့ post တွေမှာ comment လာပြီးတော့ရေးတဲ့သူတွေကကိုယ်နဲ့မသိတဲ့သူတွေဖြစ်နေတယ်ဆိုရင်ပိတ်ထားလို့ရပြီးတော့ကိုယ့်ရဲ့ friend တွေပဲလာရေးလို့ရတယ်နီးလေးကိုကျွန်တော်ဒီနေ့မျှော်ပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်အပြင် challenge ပြန်ထားလိုက်ပါအဲ့ဆိုတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ post မှာ comment ရဲ့သူတွေကမိတ်ဆွေတို့ရဲ့ friend တီးတဲ့နေပဲရေးလို့ရမှာဖြစ်ပါတယ်။အဲကြောင့်မလို့ video လေးကို တင်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like ပေးပြီးတော့ comment မှာ okay လို့ရေးပေးခဲ့ပြီးရင်ကျွန်တော်ကိုကူညီပေးခဲ့ကြပါ